ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့ပတ်စဉ်အယူတော်မင်္ဂလာဟောကန်းနေနဲ့လမ်းစဉ်ရေတရားတွေကိုပြန်လည်ထုတ်လွှင့်ပေးလဲရှိပါတယ်ကျွန်တော်တို့ဘာမင်းနေခါရဲ့တပည့်ချင်းအောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မန္တလေး16ရက်ကနေပြီးတော့25ရက်နေ့ထိဂျာလာရီနေမွေးဖွားသူများဂျာလာရီသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့ဂျာလာရီနေမွေးဖွားသူတွေဟာကျွန်တော်ပေးစရာရှိရင်လည်းပေးနိုင်ပြီးတော့ငွေကြေးနဲ့ပတ်သက်ရင်ပေါ့နော်ပေးစရာရှိရင်လည်းကျွန်တော်ပေးနိုင်မယ်ရရရှိရင်လည်းကျွန်တော်ရမယ်ဝင်မယ်ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာတော့ရတဲ့ရလိုက်တဲ့အခွင့်အလမ်းမှန်တယ်များဒီရက်တွေအတွင်းမှာကျွန်တော်တို့အကုန်ရမယ်အဲ့တော့ယာဓုပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်ပေါ့နော်ကိုရတဲ့ရလိုက်တဲ့အခွင့်အအခွင့်အလမ်းမှန်တယ်လုံပိုင်ခွင့်တွေမှန်တယ်များအကုန်ရမယ့်ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုမျိုးပဲကျွန်တော်တို့ဒီရက်တွေအတွင်းမှာပဲကိုယ့်ရဲ့ရရောတဲ့မိတ်ဆွေဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်ရှင်ဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်လူကြီးဒါမှမဟုတ်ကိုယ့်ရဲ့အထက်လူကြီးဒါမှမဟုတ်ကိုယ့်ရဲ့တတိယဆရာနေကြီးခဲ့တဲ့လူနေရာနေဆရာနေပြီးတော့ကျွန်တော်တို့လက်ဆောင်ပန်းသားတွေအကူအညီကောင်းတွေအမအစတွေကျွန်တော်တို့အပံ့အပိုးတွေရမယ့်ရက်တွေလည်းဖြစ်ပါတယ် ဲ့တော့ဒီရက်တွေမှာတော့ဂျာတာပြင်းနဲ့မွေးဖွားသူတွေကဘာလုပ်ငန်းလုပ်ချင်လဲတခုလုပ်ချင်တာလုပ်ငန်းစီးပွားတိုးချဲ့ချင်လားဘာတွေဆောင်ရွက်ချင်လဲကျွန်တော်လုပ်မယ်ဆိုရင်လည်းလုပ်တဲ့ရက်တွေဖြစ်တယ်အလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ကောင်းမဲ့ရက်တွေဖြစ်တယ်အဲ့တော့အလုပ်အကံတွေလည်းကျွန်တော်တို့ကောင်းမဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့စတင်ကိစ္စတွေစတင်ပြုမှုပြောဆိုဆုံးဖြတ်လုပ်ကြမယ်ဆိုရင်လုပ်ကြနိုင်တဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီအနှစ်တွင်းမှာတော့ဂျာတာတွင်းနေမွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိတယ်ဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်ကောင်းလဲဆိုတော့ကျွန်တော်ကြောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးကြောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးကွန်းလိုခြံလိုကိုင်းလိုငရုတ်တုံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားအပါပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးလန်ရတနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လယ်တို့လမ်းတို့ဝက်တို့ဝါတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာ ကြာနာပြင်းနေမွေးဖွားသူတွေအနေနဲ့ထူးထူးခြားခြားအောင်မြင်ဆင်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အောင်မြင်ရှင်ပြေပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တတိထားပြီးလောက်ကင်ဆောင်ရွက်တင်လဲဆိုတော့ခေးသွားပြီးလောက်အောင်မကိစ္စတို့အသေးအနံနဲ့ပတ်သက်တဲ့ကိစ္စတို့ရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတို့အတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စတို့သွတ်တန်တည်တန်းနဲ့ပတ်သက်တဲ့ကိစ္စတို့ဆက်သွယ်ရေးတို့စာရုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆက်ပစ္စည်းတို့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ကိစ္စတွေစားသောက်ကုန်စားသောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေစံစဘာတို့စတိုးဆိုင်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေစိန်လုံငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့တတိထားပြီးလောက်ကင်ဆောင်ရွက်တင်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲ ဂျာနာပလီနေမွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းနေဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ဇီကိုင်းတစ်ခိုင်းပဲပေါ့နော်ဇီကိုင်းတစ်ခိုင်းလေးတော့ရှားရတယ်အဲ့တော့တထောင်လောက်ဇီကိုင်းတစ်ခိုင်းလေးနဲ့ခုရောင်းနေတဲ့ပစ္စည်းတွေကျွန်တော်တို့တို့ထိရိုက်ခေါက်ပြီးမှဆိုရင်ဝယ်မဲ့သူအများလာပြီးအများရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့ဂျာနာပလီနေမွေးဖွားသူတွေဟာအိမ်တော်ရေးအခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်စိတ်ချမ်းသာမယ့်ရက်တွေဝမ်းသာပျော်ရွှင်ရမယ့်ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်2 4 61ဆိုတဲ့ခန်းနံပါတ်2အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်2ဖြစ်တယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ဗာလေးတွေသတိထားရလဲဆိုတော့အစာမဆေးမနဲ့ပတ်သက်တာလေးတွေသတိထားရတယ်။အဲ့တော့အစာအစာရင်မတည့်တာအစာနဲ့ဆေးမတည့်တာဆေးဆေးရင်မတည့်တာအဲ့တော့အစာမဆေးမနဲ့ပတ်သက်တာလေးတွေကတော့သတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့ ထူးထူးခြားခြားကိစ္စတွေအောင်မြင်ဆင်ခြင်ခြင်းလို့ပဲဖြစ်ဖြစ်လှူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖះမှာပဲမျက်စောဖះခြင်းကိုရောမြတ်ကြီးကိုလက်ဖက်နဲ့ကိတ်မှုကတ်လှူပြီးဆူတောင်းလိုက်ပါခင်ဗျာဂျာတာပြင်းနေမွေးဖွားသူများအားလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ